เนาะငလျင်ဆလို့တော့တောင်ကူမှာအပြိုကျပျက်စီးနေဖြစ်တော့ဒုတက်ချုပ်သွားပြီးကြည့်တယ်ကြည့်တယ်ကိစ္စနဲ့ပတ်သက်ပြီးနောက်ဆက်တွဲမှာဒီလိုမျိုးဖျားရင်မင်းတော့မဖက်လက်စီးတယ်ဆိုတော့ခရိုင်မျိုးတက်လာတယ်နော်ဆိုတော့ဒီလိုကိစ္စမျိုးကတည်ရဖြစ်စေမတည်ရဖြစ်စေလက်ခံပြီးလို့မရဘူးအပြစ်ဆိုတာမျိုးကမတည်လို့ကျွလွန်ပါရဲဆိုပြီးတော့ပြောလို့မရဘူးရှင်းမတော်ဆန်းစုကြည်ဆိုလည်းဒီလိုပဲအမျိုးသမီးမိန်ဝင်ရမယ်ရွှေစတော်ရဲ့တော်ဆန်းစုကြည်ဝင်တယ်ကျမတို့မကြိုက်ဘူးအဲ့ဒါကျမတို့ဝန်ခံနေထောက်ပြရတယ် ေါင်ဆန်းစုကြည်နေရာမှာဒေါင်ဆန်းစုကြည်မဟုတ်ဘဲနဲ့လက်ရှိတက်ချုပ်ရဲ့ခတော်ဒေါ်ကျူကျူလာကမန်းရွှေဆက်တော်အမျိုးသမီးမဝင်ရတဲ့ဝင်လို့ရှိရင်လည်းပဲအဘအမိန်းမဟုတ်လို့ကျမတို့အားပေးထောက်ခံတဲ့အဘအမိန်းမဟုတ်လို့ဆိုပြီးကျမတို့ကနှစ်လူရှုထားမှာမဟုတ်ဘူးပြောပါမယ်အခုလိုမျိုးဗုဒ္ဓဘာသာကိုနှီးမျိုးစုံနဲ့စော်ကားနေရတဲ့စော်ကားခံနေရတဲ့ပုံမှာခင်ဗျားတို့တုံ့ပြန်ကျင်တာလားကာကွယ်ကျင်တာလား မိမိတို့ဘာသာကိုအစော်ကားနေတဲ့လူတွေလက်ကနေပြီးနောက်နောက်အစော်ကားမခံရအောင်ခင်ဗျားတို့ကာကွယ်ချင်သလားအဲ့ဒီလိုအစော်ကားနေတဲ့လူတွေကိုလည်းထိုက်တင်တဲ့အပြစ်ဒဏ်ခင်ဗျားတို့ပေးချင်သလားပေးချင်တယ်ဆိုရင်ဘာသာကိုစော်ကားတဲ့လူတွေကိုစော်ကားတဲ့အလျောက်ပြစ်ဒဏ်ပေးချင်တယ်ဆိုရင်နောက်နောက်စော်ကားမခံရအောင်ကာကွယ်ချင်တယ်ဆိုလို့ရှိရင်နိုင်ငံတော်ဘာသာဥပဒေကိုပြဋ္ဌာန်းဖို့လိုတယ်နိုင်ငံတော်ဘာသာဥပဒေကိုအသက်သွင်းဖို့လိုတယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဗုဒ္ဓဘာသာစော်ကားမခံရလေအောင်ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်သတ်မှတ်ဖို့လိုပြီးဖြစ်ကြောင်းမပူဒုမဟာတော်ထပ်ပြလိုက်တဲ့ရုပ်တံနဲ့အတူလာရှုမျိုးပေါ်တရုတ်အူအညီဖြင့်စစ်ကောင်စီ၏စစ်ကားရနှင့်ချီလက်နက်အပြည့်အစုံဖြင့်ဝင်ရောက်လာတဲ့ထူးခြားသတင်းတွေပါနောက်ပိုင်းမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာရှမ်းပြည်ကဲဖနန်စီရဲ့ဒီရဲ့ဖရားရင်မဲ့တော့ဖနန်စီရဲ့ဒီရဲ့ကတစ်ခုပြီးတစ်ခုကြုံရကြရတယ်ပြောကြရှိတာရင်တော့ ်အပါပဲဖြစ်ဖြစ်အမပဲဖြစ်ဖြစ်ကျွန်မမဟုတ်သူမဟာသေးကပြောရလိမ့်မယ်နော်ငလင်းစလို့တော့တောင်ကူမှာအပြိုချပြစီရဖြစ်တော့လူတက်ချုပ်သွားပြီးကြည်တယ်ကြည်နေကိစ္စနဲ့ပတ်သက်ပြီးနောက်ဆက်တွဲမှာဒီလိုမျိုးဖျားရင်မျိုးတော့မဖနှက်စီတယ်ဆိုတော့ခရိုင်မျိုးတက်လာတယ်နော်ဆိုတော့ဒီလိုကိစ္စမျိုးကတိရဖြစ်စေမတိရဖြစ်စေလက်ခံပြီးလို့မရဘူးအပြစ်ဆိုတာမျိုးကမတိလို့ကျုံ့လုံပါရဲဆိုပြီးတော့ပြောလို့မရဘူးရှင်းမှာတော့ဆက်စုကြည့်လို့လည်းဒီလိုပဲအလွတ်သမီးမင်းဝင်ရမယ်ဆွေးဆက်တော့ရတဲ့တော့ဆက်စုကြည့်ဝင်နေကျွန်မတို့မကြိုက်ဘူး ဲ့ဒါကျမတို့ဝန်ခံနေထောက်ပြတယ်တော်ဆန်းစုကြည်နေရမှာတော်ဆန်းစုကြည်မဟုတ်ဘဲနဲ့လက်ရှိတချို့ရဲ့ခတော်တော့ကြိုကြိုလာကမန်းရွှေဆက်တော့အမျိုးသမီးမဝင်ရရဲ့ဝင်လို့ရှိရင်လည်းပဲအဘကမိမဟုတ်လို့ကျမတို့အားပေးထောက်ခံနေရဘာမိမမဟုတ်လို့ဆိုပြီးကျမတို့ကနှိမ့်လို့ရှုထားမှာမဟုတ်ဘူးပြောပါမယ်နော်ဒီလိုပဲရွှေပေါ်ကျုံးရွှေပေါ်ကျုံးမှာနော်မလိုင်းမျိုးနဲ့ရွှေပေါ်ကျုံးမှာဆိုလို့ရှိရင်လည်းအာဒီငကယုံဖျားဌာပနာဝင်းထဲမှာဖျား ဒီဖျားဝင်ထဲမှာတော့စုကြည်ကောင်ရုပ်စုထားပြီးကိုယ်ပိုင်တာမျိုးကျွန်တော်တို့ကပ်ခွင့်ရှုတ်ချခဲ့တယ်လက်ရှိဆိုတော့လက်ရှိမှာဆိုရင်တို့တချို့ရဲ့ဖက်နေစီးတဲ့ကိစ္စဆိုလို့ရှိရင်လည်းကျွန်တော်ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့လောကလက်ခံပြီးတော့မရအောင်များဒါပြေဒီရဲထဲမှာပဲရွှေဒီကုန်ဇေဒီတော်မြတ်ကြီးရဲ့မဟာအောင်မြေပေါ့နော်အောင်မြေနဲ့မြေမှာအမျိုးသမီးတယောက်ဖက်နေစီးရတဲ့ရုပ်သက်ဖိုင်နေနောက်ခုကချင်မြေနဲ့ဗုဒ္ဓအောင်မှာကချင်မလေးတယောက်ဆိုပြီးတော့ဒါကတော့တမင်တသက်ဆောင်းခါတာပေါ့နော်တမင်တသက်ဖျားရဲ့ဒီဇေဒီတော်ရဲ့အလယ်ပြစ်စင်ရန်ချီကိုတမင်တကာဖက်နေနဲ့တက်ပြီးတော့တစ်တော်ဆော့တာတမင်တကာဆောင်းခါတာပေါ့ဒါမှလည်းမြေလာတိုင်းကြားလာနေမှာကျွန်တော်တို့လုံးသားတွေဆက်ဆက်ခေါင်းနားတယ် เนาะဆိုတော့ခင်ဗျားတို့လည်းဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အရာမျိုးနှလုံးသားတွေနာကျင်ရလိမ့်မယ်လို့ကျွန်မထင်တယ်တချို့တော့အဲ့ဒီဘာသာဝင်တွေရှိတယ်တချို့တော့အစ္စလာမ်ဘာသာဝင်တွေရှိတယ်တချို့လူတွေမှာလူချင်းလူလူလူပိသားတွေအစိတ်တည်းလေးတွေရှိတဲ့အခါကျတော့ဘာသာချားပဲဖြစ်လင်ကစားကျွန်မတို့ဗုဒ္ဓဘာသာအဲ့လိုဆောကားခံရမှုပေါ်မှာတို့တွေစိတ်မကောင်းဖြစ်တာလည်းတွေ့ရတယ်ဆိုတော့ကျွန်မမေးမယ်အခုလိုမျိုးဗုဒ္ဓဘာသာကိုနင်းလို့ဆိုနေဆောကားနေရတယ်ဆောကားခံနေရတဲ့ပုံမှာခင်ဗျားတို့တောက်မြင်ကြလားကောက်ွက်ကြလား မိမိတို့ဘာသာကိုစော်ကားနေတဲ့လူတွေလက်ကနေပြီးနောက်တော့စော်ကားမခံရအောင်ခင်ဗျားတို့ကားခွဲချင်တယ်လားအဲ့ဒီလိုစော်ကားနေတဲ့လူတွေကိုလည်းထိုက်ပြင်းတဲ့အပြစ်ဒဏ်ခင်ဗျားတို့ပေးချင်မှာပေးချင်တယ်ဆိုရင်ဘာသာကိုစော်ကားတဲ့လူတွေကိုစော်ကားတဲ့အလျောက်ပြစ်ဒဏ်ပေးချင်တယ်ဆိုရင်နောက်တော့စော်ကားမခံရအောင်ကားခွဲချင်တယ်ဆိုလို့ရှိရင်နိုင်ငံတော်ဘာသာဥပဒေကိုပြဋ္ဌာန်းဖို့လိုတယ်နိုင်ငံတော်ဘာသာဥပဒေကိုအသက်သွင်းဖို့လိုတယ်ထောင်တော့အ23ခုနဲ့ဝါကွန်လာပြည်နေမှာတံခါးမဲဝဲမောက်ကွယ်လက်မှတ်ရေးထိုးပြီးတော့ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြဋ္ဌာန်းခဲ့တာရှိတယ်။နော်ဒီအဆိုလိုလို့ရှိရင်ပါလီမန်မဲ့အစမ်းကြောင်းမျိုးနဲ့ပါလီမန်မဲ့ဝန်ထမ်းကျော်ထင်တော်ခင်လာကအဆိုတင်သွင်းခဲ့တာပေါ့။ဒီ နိုင်ငံတော်ဘာသာကိုဘောလဘာသာပြပြခံဖို့ဆိုတာကလည်းလည်းကူကူဖြစ်ခဲ့တာမဟုတ်ဘူးเนาะအာအဲ့ဒီခေတ်အဲ့ဒီခါတုန်းကလည်းဒီစာချုပ်အမောင်ကြီးတို့လူလူသားရေးတန်ကားတော်တွေနဲ့လူချစ်ပုံစံတွေကနေ10နှစ်တိတိကြအောင်ဒုဗန်းဆောင်ရွက်ခဲ့ရတယ်ပထမဒီကိစ္စကိုပါလီမန်မှာအစိုးရစည်းနဲ့ခါမှာတာသနာ့ဝင်ချီဦးဝင်းကတက်ွက်တခဲ့တဲ့အတွက်တာသနာ့ဝင်ချီကိုဝင်ကတောင်းခဲ့တယ်တွေအဲ့ဒီအစိုးရပြတ်တယ်လို့ဆယ်နှစ်ကြာမှခက်ခက်ခဲခဲနဲ့ရလာတဲ့ဥပဒေဖြစ်တယ်။ဒေါ်ဘောက်ထွန်းကောဆောက်တဲ့ခုနှစ်မှာနိုင်ငံရေးအလှည့်ပြောင်းဖြစ်လို့တော်လဲကောင်စီတက်လာတယ်။တက်လို့ကအာနာထိန်းလိုက်ရတယ်။အာနာသိမ်းလိုက်ရတဲ့အတွက် ဆက်နဲ့မှာစစ်တပ်ကအာဏာသိမ်းလိုက်တဲ့အတွက်အဲ့ဒီဥပဒေဟာအလိုလျောက်ပြတ်ပ က်ပြီးသားဖြစ်သွားတယ်။ဒါကြောင့်မလို့ထောက်ဆန်နဲ့မှပြတ်သွားတဲ့အတွက်နောက်84ခြေကံဥပဒေဆိုတာပုံလာတယ်။2000ဖြတ်ကြီးပုံခြေကံဥပဒေဆိုတာဟောတာလေ။လက်ရှိ2000ဖြတ်ကြီးပုံခြေကံဥပဒေမှာဆိုလို့ရှိရင်ပုံမှန်36တိလို့ပဲပါတယ်။ပုံမှန်36တိဆိုတာကလေဘုရားဘာသာဒီနိုင်ငံသားအများဆုံးကိုယ်ပွဲရာဂုံတုဝိသေသနဲ့ပြည်ဆောင်သောဘာသာလို့ပါတယ်။အဲ့ဒီနေရာမှာကျမတို့ကဘုရားဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြထားခဲ့တဲ့ဥပဒေရဲ့ကိုပြန်ပြီးအသက်သွင်းဖို့လုပ်တယ်။ဆိုတော့အခုလိုမျိုးစကားခံရတဲ့စကားခံနေရတဲ့ပေါ်ဒီမှာခင်ဗျားတို့နာကြည့်တယ်ခင်ဗျားတို့ခံပြင်းတယ်ခင်ဗျားတို့ကိုယ်ဘာသာကိုနောက်နောက်စကားမခံရအောင်ကောက်ွယ်ခြင်းနဲ့ဆိုရင်အဲ့ဒီလိုစကားနေတဲ့လူတွေကိုထိုက်တဲ့နေတဲ့အလျောက်ပြမှုဖြစ်တဲ့ န်ပြန်ပြီးအပြစ်ပေးချင်တယ်ဆိုရင်ကျမတို့ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်သတ်မှတ်ဖို့ပြန်ထမလို့ရတယ်။နောက်ဒီကိစ္စဆိုလို့ရှိရင်ကျမတို့ဗုဒ္ဓမဟာသွေးဒီထောင်ဆဲစုကြည်နဲ့ NLD ပါတီအစိုးရဖြစ်ခဲ့တဲ့ကာလတည်းကဒီအကြောင်းအရာကိုအများသူငါတွေသိရှိအောင်ကျမညှဝေခဲ့ရင်တန်မြေပြန်မှလုပ်ခဲ့တာနော်59နှစ်မြောက်နိုင်ငံတော်ဘာသာနေ့ခန်းနာနေ့ကနေစပြီးတော့နိုင်ငံတော်ဘာသာဖြစ်ပေါ်လာဖို့အကြောင်းနိုင်ငံတော်ဘာသာနေ့ဘာကြောင့်လိုအပ်တယ်ဆိုတာကိုလက်ကဲဆောင်ဆောင်တွေဝေပြီးတော့မြေပြန်မှကျမကိုယ်တိုင်လှုပ်ရှားခဲ့တာဒီနေ့ဒီချိန်ဒီကျမလှုပ်ရှားနေစေဖြစ်တယ်ဆိုတော့ နိုင်ငံရေးပါတီလေးနဲ့တွဲဆောင်တဲ့အခုလက်ရှိမှာရွေးကောက်ပွဲဝင်မဲ့တချို့ပါတီခေါင်းဆောင်ပါတီဥက္ကဋ္ဌအနေနဲ့တွဲပြတာရှိတယ်တချို့ပါတီကကိုယ်စားလှယ်လောင်းနေတယ်ပေါ့ပါတီတိတိကလွတ်တော်မတ်တွေနဲ့ကျွန်မတွဲဆောင်ပြီးနိုင်ငံရေးအကြောင်းအရာကြီးဆွေးနွေးပြတဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်းပဲကျွန်မတွဲ ျမစကားပြောပြီးတဲ့တော့ရွေးကောက်ပွဲဝင်ပြိုင်မယ်လို့တော့ကိုယ်စားလှယ်တိုင်းကိုနိုင်ငံရေးပါတီတိုင်းကိုကျမတိုက်တွန်းတယ်ခင်ဗျားတို့ဖတ်တော်နဲ့ရောက်တဲ့အခါမှာဒီတစ်ခုတော့မဖြစ်မနေနိုင်ငံနဲ့လူမျိုးနဲ့ဘာသာနဲ့သာသနာအတွက်ကာကွယ်ပေးဖို့အစိုးရတင်လဲမှာလို့ကျမအကြိမ်ကြီးခါခါတိုက်တွန်းခဲ့ပူတယ်နော်ဆိုတော့ကျမရှိမှတော့အေးမာလို့ဟုတ်ခဲ့ပါဘူးခရီးပေးခဲ့တာရှိတယ်ကိုယ်ရံမတော့ဘလို့လာမလဲအာနာရတဲ့ခါဘလို့ပြောင်းလဲဖြစ်မလဲဆိုတော့ကျမတို့စောင့်ကြည့်ရလိမ့်မယ်ကျမတို့ပြည်သူတွေရင်ထဲမှာကအဲ့ဒီဥပဒေကိုအသက်သွင်းရမယ်ဆိုတာထည့်ထားခဲ့လို့ပါတယ် ဤလာရှုံမျိုးပေါ်သို့တရုတ်ကူညီဖြင့်စစ်ကောင်စီဘက်မှလက်နက်အပြည့်အစုံတပ်ဆင်ကစစ်ကားရနှစ်ချီရင်းနှန်းဖြင့်ဝင်ရောက်လာခဲ့ကြောင်းစုံစမ်းသိရသည်ယနေ့ဧပြီလ22ရက်နနက်၈နာရီခန့်မှစတင်ပြီးစစ်ကောင်စီတပ်ဤအရှိမြောက်တိုင်းစစ်ဌာနချုပ်မြမခမှစစ်ကား120ကျော်အိစီကားငယ်100နီးပါးစုစုပေါင်းကားစီး200ကျော်ပါစစ်ရင်တန်းသည်မြန်မာနိုင်ငံအလံနှင့်ရခမနေဝန်းဤအလံတို့လွှင့်ထူကား လာရှုမြို့တဲ့စစ်ကောင်စီတပ်သားများပြန်လည်ဝင်ရောက်လာခဲ့ကြောင်းဒေသခံများကပြောဆိုသည့်မနက်၈နာရီလောက်စစ်ကားတွေလက်နက်အပြည့်စုံနဲ့မြို့ထဲဝင်လာတဲ့ကာကြီးကားသေးအလုံးပေါင်း၂၀၀ကျော်လာတာမျက်စိတဆုံပဲအဝိုင်းပနာကနေတချို့လဲလာရှုတက္ကသိုလ်ဘက်သွားရက်ထားတယ်ဘလို့မျိုးနေရာပြန်ချမလဲတော့မပြောတတ်သေးဘူးဟုလာရှုဒေသခံအမျိုးသားတဦးကရှမ်းတန်တော်စင်ကိုပြောသည်လာရှုအခြေဆိုင်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုယမန်နှစ်2024ဩဂုတ်လပထမပတ်တွင်ကို ကန်တပ်ဖွဲ့ NNDAA ကတင်ပိုက်နိုင်ခဲ့ပြီးနောက်စစ်ကောင်စီကတန်ရဲမျိုးနယ်မန်ဘတ်အခြေဆိုင်အမှတ်၈တပ်မတော်တမ်းမြင့်လေးကျင်းရေးကြောင်းတွင်ယာယီဌာနချုပ်အဖြစ်ဖွင့်လှစ်ခဲ့သည်။တကြံပြီး21ရက်နေ့ဖြစ်သည့် April 18ရက်မှစတင်ပြီးစစ်ကောင်ဆောင်အရာရှိအချို့သည်တရုတ်ကိုယ်စားလှယ်များလိုက်ပါလျက်လာရှိုးမျိုးလယ်ရှိစစ်နကောင်ဟိုတယ်တွင် April 22ရက်အထိကုကန်တပ်ဖွဲ့ NNDAA နှင့် လာရှုမြို့ပြန်လည်လွှဲပြောင်းရေးတုံးပွင့်ဆိုင်ဆွေးနွေးခဲ့ကြသည်ဒီနောက်ဧပြီလ16ရက်တွင်မိုင်းရဲမျိုးတို့ကြိုတင်ရောက်ရှိနေသည့်စစ်ကောင်စီဘက်မှအထွေထွေအုပ်ချုပ်ရေးလူဝင်မှုကြီးကြပ်ရေးလောဝါကဆေးရုံအုံနဲ့စစ်ဖက်ရေးရလုံခြုံရေးစာရဖာတပ်ဖွဲ့ဝင်များအားလုံးမှအရက်ဝက်ဖြစ်မြို့ထဲဝင်ရောက်လာခဲ့ကြောင်းဒေသခံများကပြောဆိုသည်